အားလုံးမင်္ဂလာပါ။ ားလုံးမင်္ဂလာပါနော်အကတော့ကျွန်တော်ဗိုက်ဘာနဲ့ဖုန်းနံပါတ်ပေါ့နော်အော်ပြောချင်တာကျွန်တော်ဒါအဖွဲ့ဝင်ရောပေါ့နော်ကျွန်တော်ဒီအဖွဲ့ဝင်မှာဘာကတ်တရားပို့ပြီးပါပြီ။ဒါနောက်တိုးဖြစ်နေထိုးရင်ထိုးလို့ရအောင်။ပထမဦးစားပေးက cùng nhau chào 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 sau gì thế à vợ nó anh đi gặp bà mẹ yeah đông cung à đông cung à chào cô rể già bọn nó à bọn nó anh đi tổng quân để bị mẹ anh đi tổng quân để bị mẹ bọn nó đã cả ông nhà chào chào cả rồi đã phát thảm mạo ra bị bọn nghe, nghe mình là bảo vậy đã cả cho nó luôn ကျွန်တော်အဖွဲ့ဝင်နေသိမယ်ဒီနေရာမှာကျွန်တော်ကရှေးပေါင်းသုံးယူထားတယ်ကဏ္ဍတူကဏ္ဍဒီ636ကြီးလောက်ပြမှာဆိုလို့ပေါ့နော်ဒါဒီမှာရှေးပေါင်း၄ရှေးပေါင်းလေးနှစ်ခါထပ်ထားတာလေရှေးပေါင်း၄ရှေးပေါင်းလေးနှစ်ခါထပ်ထားတာနှစ်ခါထပ်ထားဖြစ်တော့ကျွန်တော်တို့ကဒီရှေးပေါင်း6နေရာမှာကျွန်တော်ကရှေးပေါင်းသုံးယူထားရှေးပေါင်းသုံးယူထားတယ်ဒီတပွဲကိုရှေးပေါင်းသုံးကိုတော့ကြိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီကဏ္ဍနေကအစောပိုင်းကနံပါတ်ကတ်ထဲမှာမပါဘူး ဒီ660လေးဘာဖြစ်လို့လဲကျွန်တော်က10ပေါင်း3ကိုကြိုက်တယ်ဒီ live site ကိုတော့ပြလို့မရဘူးပေါ့เนาะဒါကကျွန်တော်ဒီပြီးခဲ့တဲ့ဘွေးကလည်းကျွန်တော်10ပေါင်းလေးပြောတယ်เนาะအခုချိန်10 10ຫນလုံးပေါင်း3000မပါလို့ပေါ့ဗျာအော်10ပေါင်း10ပေါင်းနားလေးကြိုက်တဲ့ဆိုရင်3ပေါ့เนาะ ရှင်းလုံးမောင်းတုံးကဒါကကျွန်တော်နောက်လိုက်မဲ့ခွင်တွေရောအများကြီးရှိသေးတော့ရှင်းလုံးမောင်းတုံးမလို့ကျွန်တော်ပြလိုက်မယ်ပေါ့နော်ပြောလိုက်မယ်ကြိုက်တယ်လူတုံးရှင်းလုံးမောင်းတုံး ရှင်းလုံးမောင်းသုံးကြိုက်တယ်ပေါ့နော်ဒီတပွဲကတို့အဲကြောင့်မလို့ကျွန်တော်က member card ထဲမှာဒီကောင်မပါဘူး site ကတွေ့တယ်တွေ့တာကအဲ့ဒါကြောင့်အခုတော့ဝိမဲ့ကျွန်တော်တို့ကရှင်းလုံးမောင်းသုံးကပြတ်တဲ့ခါလဲပြတ်တတ်တာဖြစ်တဲ့အတွက်ကြောင့်ဒီကဏ္ဍလေးကိုညာကဏ္ဍလူကဏ္ဍနဲ့လှုပ်သွားရင်ဆိုတဲ့အတွေ့အကြုံကျွန်တော်တင်ပေးတာဖြစ်တယ်ဒါပထမဦးစားပြီး366 660အဲ့ဒီမှာကျွန်တော်တို့ဒါ3ည4တက 4041အာမွေးပြောထားဘူးလေကျွန်တော်နော်341အာ341အာမွေးပြောထားဘူးလေဒီလိုင်းကနေဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒါ241အခွေ3ကက်ကနေ5ကက်ကိုသူခင်းတဲ့သဘောပဲ 3D ရဲ့သဘောက၄ထိုင်တဲ့ပရိင္ဃာကဏ္ဍနောက်နှစ်ကိုထွက်တယ်ထွက်ပြီးရတဲ့သူကနောက်နှစ်မှာသူ241လို့ခွေတယ်ပေါ့နော်ဒီမှာ ကျွန်တော်တို့ကတည်းနှစ်လေးတည့်အခုရကသူ့ဆောင်းမှာ तू ကဗရိတ်6ဆိုပြီးရိုက်တယ်ဒီနေရာမှာ तू ကဗရိတ်3ပုံသေးရိုက်တယ်နှစ်လေးတည့်အခုမှာတော့ तू ကဗရိတ်3နေနဲ့ तू ကပုံသေးတွေရိုက်တယ်ပေါ့နော်အဲ့ဒါလို့ဆိုတယ်အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာလေးပြီးတော့3ထိန်နဲ့ဗရိတ်5ကနန်းနောက်နှစ်ကိုထွက်တယ်ပေါ့နော်ဒီမှာထွက်ပြီးထွက်ပြီးဆိုရတဲ့ပထမနှစ်ကံမှာတော့ तू ကနှစ်လေးတည့်လို့တန်းခွေတာပဲနှစ်လေးတည့်နှစ်လေးတည့်တင်ခွေတယ်သူကဒီ6 6 5 4 1နှစ်ကစီးပေါ့ဗျာ6 5 4 1ပါသူကခါဖောက်နေတယ် ဒီမှာလည်းနှစ်လေးတစ်လို့နှစ်လေးတစ်လို့ခွေပြီးရတယ်6 5 4တစ်ဆိုပြီးတော့ပါသူကခါတောက်လျှောက်ထောင်းသွားတာထောင်းပြီးရတယ်6 6ကနန်းတူကနန်းနဲ့ကစားတယ်6 6ကနန်းတူကနန်းနဲ့ကစားတယ်ဒါကနှစ်ကက်စီနှစ်ကက်ကနေသူက3ကက်ကြတော့ဘလို့နီးလောက်တော့ဆိုတော့အဲ့ဒီမှာသူကဒီ3ထိတ်နဲ့ပရင်ငါးဆိုနှစ်ထိတ်နဲ့ပရင်ငါးကဒီမှာလာတာနှစ်ထိတ်နဲ့ပရင်ငါးကနန်းနောက်နှစ်ကိုသူထွက်ပြီးထွက်ပြီးဆိုတော့သူ့ရဲ့ဆောင်းမှာသူ့ရဲ့ဆောင်းမှာအခုနကပထမကက်မှာကသူက2လေးတစ်ခွေတယ်နှစ်ကက်မှာကပရိတ်6လို့ရိုက်တယ် ဒုတိယကတ်မှာကျတော့ပဒိတ်5ဆိုပြီးရိုက်တယ်။တတိယကတ်မှာကျတော့ပဒိတ်4ဆိုပြီးရိုက်တယ်။နှစ်ကတ်စီးကြီးကကျွန်တော်တို့လိုက်တဲ့ဆိုတော့ကဒီမှာเนาะဒါပထမနှစ်ကတ်မှာ896ခန်းတုခန်းန်းရိုက်တယ်။896ခန်းတုခန်းန်းရိုက်တယ်။ဒီမှာကျတော့896ကပဒိတ်23ကိုသူ့အကို896မြေပဲနဲ့ပဒိတ်73အသေးနဲ့လွှဲရိုက်တယ်။ရှစ်ပါတော့ခန်းန်းဆိုတဲ့ပုံစံနဲ့ဒါ၃ကတ်ထီသူဒီလိုပေးသွားတယ်เนาะ။ဒါက ၃ကတ်ဆိုင်၄ကတ်ဆိုင်၂ကတ်ဆိုင်ရဲ့အထာလေးလေးကိုလည်းတီးဖို့လိုတယ်၃ကတ်ကိုဆော့မယ်ဆိုရင်ကျွန်တော်တို့လည်းဒါကျွန်တော်လည်းဒါလေ့လာစေရရှိသေးတယ်ဟုတ်လားကိုယ့်ရဲ့အယူအဆကျွန်တော်တိုးခဲ့တဲ့ဟာတွေအရာပြောတာ၃ကတ်နဲ့ဆော့မယ်ဆိုရင်၃ကတ်နဲ့အယူအဆနဲ့ကိုကြိုက်လိုက်တော့လိုက်ထွေးညီအောင်ကိုကယူဆမှရတယ်ပေါ့နော်လေ့လာမှရမယ်ဟုတ်လို့၂ကတ်၃ကတ်ကနေဖမ်းပြီး၂ကတ်အမြင်ကြီးနဲ့သွားသွားဆော့ရင်လည်းမရပြန်တယ်လို့၃ကတ်ဟို၃ကတ် ဆော့ပြီးတော့လေကပ်အမြင်နဲ့သွားကြည့်လို့လည်းမရဘူးသူကသူကလင်နာမှာကသူ7လေးတွေရှိတယ်။သုံးကပ်ဆိုင်ရရင်သုံးကပ်ဆိုင်7ကလေးတွေရှိတယ်လို့ဖမ်းမုံဖမ်းနီးပေါ့ဗျာနော်အဲ့လိုမျိုးသဘောအဲ့ဆိုရင်လေတထိတ်နဲ့ဗဒင်ကကနနောက်နှစ်ကိုထွက်ပြီးထွက်ပြီးဆိုတာနဲ့သူကနောက်နှစ်ဒီမှာပေါ့နော်ဒီမှာတန်းထွက်သွားတယ်ထွက်ပြီးရတဲ့သူ့ရဲ့ဆောင်မှာပထမကပ်မှာဒီမှာနော်ဒီနှစ်ထိတ်နဲ့ဗဒင်ကကနထွက်တော့နောက်နှစ်ထပ်မှာနှစ်လေးတိကဒီမှာလာခွေတာနော် နေ့လေးတစ်ခုတော့ဒီမှာကျွန်တော်တို့196ပြောခဲ့တဲ့အိုက်တုံးကကျွန်တော်ဒါမမ္မာဆခေါ်တဲ့နေ့လိုင်းမော်ဆာတက်တဲ့နေ့မှာနက္ခတ်လဲနက္ခတ်တို့သူ့ပါဝါ1 3 4တို့သူ့နက္ခတ်196တို့နက္ခတ်ကဏ္ဍနေပါပြောခဲ့တယ်နက္ခတ်လှန်သွားတာ196နက္ခတ်ကို8နက္ခတ်1 6နက္ခတ်6 6နက္ခတ်9ဆိုပြီး196နက္ခတ်လှန်သွားတာအဲအဲ့ဒီ၄ကပ်ပေါ့နေ့လေးတစ်လို့ဒီ၃ကပ်ကြီးခွေးတယ်သူကမျောရိုက်သွားပြီအဲ့တော့ကျွန်တော်က၄3 2ဆိုတော့1တိထိတ်နေကပရင်ငါပရင်ငါလဲနောက်နေဖတ်တာပဲဖတ်ပြီးတော့သူကဒီမှာ သူ့ရဲ့စောင်းမှာဗရိတ်လေးဗရိင္ဟာအင်းဗရိင္ဟာဗရိတ်ဒီမှာနော်ပထမဆုံးကပါဗရိတ်6ဗရိင္ဟာဗရိတ်လေးလို့ရိုက်ခဲ့တာသူ့အမဗရိတ်၃ပုံသေးတယ်ကြီးပဲ၃ကစနစ်မှာစော့တာနော်အဲ့တော့ကျွန်တော်တို့ဒီသူ့ရဲ့စောင်းမှာဆို2023က9လေးလေးထွက်ထားတာ9လေးလေးငါ9လေးလေးထွက်ထားတာ9လေးလေးဆိုသူ့ရဲ့စောင်းမှာဗရိတ်၃ပုံပေါ့ သူ့အမှာတကယ်တမ်းဆိုပရိတ်သုံးမလိုက်တော့ပရိတ်သုံးရဲ့နှက်ခံပရိတ်ငါဆိုပြီးတော့သူကစားသွားတယ်ဒါကြတော့လေးကနင်းသွားတယ်လိုင်းလေးကနင်းသွားတယ်လိုင်းဆိုတခြားနေရာမှာသူ့ကိုပရိတ်ငါကြဖို့အတွက်ကိုအထောက်ရှိအောင်မယ်ပေါင်းကြရင်တော့အတူတူပဲဖြစ်သွားလိမ့်မယ်ပေါ့နော်မင်္ဂလာပါနော်ဤမုံမင်္ဂလာပါနော်အဲ့တော့ကျွန်တော်ကဒီအဲဆိုရင်ဒီအနိကတ်မှာသူညှော့ဆော်သွားပြီပရိတ်လေးပရိတ်သုံးပရိတ်လေးထိတ်သုံးထိတ်နှစ်ထိတ်တစ်ထိတ်ဆိုပြီးဒီမှာဆော့ရတဲ့အတွက် ဒီနှစ်နှစ်နှစ်ကိုဖျက်လိုက်ဒီနှစ်နှစ်ကိုဖျက်လိုက်ရင်ဗရိတ်နဲ့နှစ်ကန်းနှစ်ခါထွက်နောက်နှစ်နှစ်ကျတော့လည်းဗရိတ်တစ်ထိန်နဲ့ဗရိတ်ငါးကန်းနှစ်ခါထွက်ဒီနှစ်မှာတုံညာထိန်နဲ့ဗရိတ်ငါးကန်းကဒီတကောပဲထွက်ထားတာအဲ့တော့တုံညာလေးတစ်ကစာရုံမွေးတင်တာပေါ့ဟုတ်လားမွေးခြင်းတဲ့လူစာရုံမွေးကျွန်တော်စီမွေးကန်းနေလာလာတောင်းနေတဲ့အတွက်ကြောင့်စာရုံမွေးတုံညာလေးတစ်2025နော်ဒါဒီ ဒီလေးတခုလုံးကကျွန်တော်တင်ပေးသလိုပဲငါကက်စီပဲတင်ပေးလိုက်ပြီเนาะဒါကတော့ကိုယ့်ကိုမွေးတာမမွေးတာတက္ကနာမွေးခဏကြိုက်တဲ့လူတွေ၃ညလေးတအား၃ညလေးတအားကိုစားတော့မွေးလို့ရတယ်ဟုတ်လားအဲ့လိုမျိုးကျွန်တော်တင်ပေးလိုက်တာအဲ့ဒါဆိုရင်ဟုတ်ပြီအဲ့ဒီအဲ့ဒီလိုသူကဒီပြည်ဒီကောင်ကိုနောက်နှစ်ထွက်ပေါ့เนาะနောက်နှစ်ထွက်ပြီးရင်လို့သူ့ကိုလိုက်ရမယ့်ဟာတွေအများကြီးရှိသေးတယ်။ဆော့ခဲ့တဲ့လီကတ်ကိုကျွန်တော်ကဘယ်လိုဆော့ခဲ့တဲ့လီကတ်ညီမှုသူ့ညီမှုကိုပဲကျွန်တော်ပြရတယ်။အဲ့ဒီအချိန်မှာ ဒီလေးထိပ်ပရိင္ငါကနန်းနောက်နှစ်ကိုထွက်ပြရတယ်ဒီလိုပရိတ်6ပရိတ်5ပရိတ်4ပရိတ်3တွေရိုက်ပြရတယ်ဒီကနန်းအဲ့ဒီနှစ်ထဲကကနန်းတကွက်ဆောင်းတပင်ဒီလိုတက်ရက်တက်ထွက်တယ်နော်သူ့ရဲ့ကစားကွက်ဒီလိုကစားတယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာပရိတ်3ကနန်းနောက်နှစ်ထွက်သွားတော့ဒီပထမဆုံးပရိတ်3ပရိတ်3နဲ့လေ3ထိပ်နဲ့ပရိင္ငါကနန်းနောက်နှစ်ထွက်သွားတော့အဲ့ဒီ3ထိပ်နဲ့ပထမဆုံးကနန်းနှစ်ထဲကဒီမှာ4 1 5နောက်တစ်နှစ်ကျော်ဒီလိုပုံစံကစားကွက်ထွက် ်နော်ဒီနေ့ကျော်အဲ့တော့ဒီမှာနှစ်ထိတ်နဲ့ပဒင်္ဂါကဏ္ဍနောက်ထိတ်ကိုထွက်သွားတဲ့အတွက်ဒီနေရာဒါ3ည9ငါလည်းဒီနေရာမှာယူလို့ရတယ်နော်သူလှည့်စားတာဒီမှာ3ည9ငါကဒီနေရာလည်းယူလို့ရတယ်လို့ဒီမှာလည်းယူလို့ရတယ်အဲ့တော့ဒီမှာသူကတစားတပင်ထွက်သွားတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာဒီတစ်ထိတ်နဲ့ပဒင်္ဂါကဏ္ဍနောက်နှစ်ကိုထွက်သွားတယ်သူစားမှာဗရိတ်စီနီယာနေကစားသွားတယ်6 5 4 3ဆိုပြီးဆော့ခေါ်သွားတယ်ဒီတစ်ထိတ်နဲ့နှစ်ထဲကနှလုံးပေါင်း9000ကဏ္ဍဒီလိုစားတပင်တည့်ရ အဲ့လိုမျိုးတွေသူကစားခဲ့တယ်နော်အဲ့ဒါဒီသုံးညထိပ်ပတင်းကကနနောက်လေထွက်တာနဲ့ဒီနှစ်ဒီနှစ်ထဲကကနတကွက်ဟာဒီလိုဇောင်းတပင်တက်ရက်သို့မဟုတ်နှလုံးပေါင်း၅တန်ကနဖော်မွေးပေါ့နော်ဇောင်းတပင်ဖော်မွေးဖော်မွေးငါကက်စီပေါ့နော်အဲ့ဒါဆိုရင်ဒီမှာနော်ရိုက်သွားတာကသူကဒီပတင်း၅နေဖြည့်ချင်းကြောင့်အဲ့ဒီနှစ်ထဲကကနဟာနှလုံးပေါင်း၅တန်ကနမဲ့ဇောင်းရိုက်တာနော်နှလုံးပေါင်း၅တန်နဲ့ကနမဲ့ဇောင်းရိုက်တာနှလုံးပေါင်း၅တန်နဲ့ကနမဲ့ဇောင်းရိုက်တာနှလုံးပေါင်း၅တန်နဲ့ကနမဲ့ဇောင်းရိုက်ခဲ့တယ်နော်အဲ့ဒါလေးသင်ကြားယူမယ်အဲ့ဒါဆိုရင် ျွန်တော်တို့ကနောက်တစ်ခုအဲ့ဒီနှစ်ထဲမှာကျွန်တော်ဒီမှာတော့ကကျွန်တော်အဖွဲ့ဝင်နေအောင်ခဲ့တယ်ကိုတုံညာ၃ဆိုင်လေးပေါ့နော်ကိုတုံညာ၃မှာအဲ့ဒီမှာအဲ့ဒီနှစ်ထဲမှာသူကပြန်ကြကဏ္ဍတစ်ခုဆိုတယ်ဒီမှာပေါ့နော်ဒီ shopping က6600ချင်းနေဟိုတင်းနေမြောက်ဝယ်တာပြန်ကြကဏ္ဍ၃ညာ၅တက်ပြန်ကြတယ်ပြန်ကြတယ်ပေါ့နော်ငါ၃ညာ၅တက်ပြန်ကြသွားပြီပြန်ကြသွားပြီဆိုသူ့ရဲ့အပေါ်ကကဏ္ဍအဲ့ဒီပြန်ကြကဏ္ဍတစ်ခွဲရဲ့အပေါ်က နောက်နှစ်ကိုထွက်ကြည့်မရှစ်လေးရှစ်နောက်နှစ်ထွက်တယ်နော်နားလေး shopping ကြီးချောင်းနေတယ်ဗျအစမပြေဘူးသုံးပါအဲ့ဒီထက်ဒီမှာကနန်းပြန်ရကနန်းတစ်ခွက်ဆော့တယ်ဒီမှာသူဆော့တယ်ဆော့ပြန်တဲ့သူ့အပေါ်ကနန်းနောက်နှစ်ကိုထွက် ောနော်နောက်နှစ်ကိုသူပြန်ထွက် ပြန်ကြကနိုင်အဲ့ဒီဒီလေးထိန်တဲ့ပဒင်္ဂါကနန်နောက်နှစ်ကိုထွက်ထွက်တဲ့နောက်နှစ်ထဲမှာသူပြေဆောင်မှာဗရိတ်ခုံလို့တဲတဲတဲ့အဲ့ဒီနှစ်ထဲကပြန်ကြကနန်တစ်ခွက်ရဲ့အပေါ်ကကနန်နောက်နှစ်ကိုထွက်တာဒီတစ်ခွက်ပဲအဲ့ဒီနှစ်ထဲမှာပြန်ကြတာပေါ့နော်အဲ့ဒီကနန်နောက်နှစ်ကိုသူထွက်တယ်အဲ့ဆိုရင်ကျွန်တော်တို့မှာတုံးထိန်တဲ့ပဒင်္ဂါကနန်နောက်နှစ်ကိုထွက်ပြီးရတယ်ဗရိတ်6ဗရိတ်5ဆိုပြီးတဲတယ်တဲပြီးရတယ်အဲ့ဒီနှစ်ထဲကပြန်ကြကနန်းတစ်ခွဲရဲ့ဒီ196ရဲ့ကနန်းပြန်ကြတယ်ပြန်ကြပြီးရတယ်ဒီ140ကနန်းနောက်နှစ်ကိုထွက်တယ် ပေါ့နော်ဒါပဲဒီနေရာမှာကျွန်တော်ဖန်ခင်မိရတာအဲဆိုရင်ကျွန်တော်တို့ဒီမှာလည်းနှစ်ထိတ်နေပဲနေဗရိတ်ငါးကနနောက်နှစ်ကိုထွက်တယ်ထွက်ပြီးရတဲ့သူ့ဆောင်မှာဗရိတ်လေးလိုရိုက်တယ်အဲ့ဒီဗရိတ်လေးရိုက်တဲ့နှစ်ထဲကပြန်ကြကနန်းတစ်ခွဲဆိုဒီ96ကနန်းကသူကပြန်ကြခဲ့တာဒီမှာပြန်ကြတာအဲ့မှာကျတော့သူကနှစ်ကက်စီနဲ့ပြန်ခွဲဆိုတယ်ဒီနှစ်လေးတစ်ခွေးတဲ့အောက်ကကနန်းပြန်ကြပြန်ကြပြီးတဲ့အပေါ်ကကနန်းနောက်နှစ်ကိုတက်ရိုက်တက်ရိုက်တော့သူကဒီနားမှာ76နဲ့အချိန်ကြိုက်လာဘယ်လေးတစ်ခွန်းနဲ့ဒီလေးတစ်ခွန်း အခြေကိုင်းနေလားသူကျွန်တော်တို့အမှန်ဖမ်းခဲ့တာခွန်ခွန်ရှစ်လားခါအလေးနေပေါ့ဗျဖမ်းခဲ့တာအဲအဲ့ဒီမှာကျွန်တော်တို့အောင်ခဲ့တာအဲ့တော့ကျွန်တော်တို့ဒီမှာလည်းနှစ်လေးတိအခွေအောက်ကကနန်တီကို6ပြန်ကြသွားတဲ့အတွက်သူ့ဘူကကနန်နောက်နှစ်ကိုထွဲဆိုပြီးကျွန်တော်တို့ဒီမှာမန်ပါပေါအော်ထဲမှာအောင်ခဲ့တာပေါ့နော်ဒါကကားတစီတောင်ကန်ဆာမဲ့ပေါ်သွားတဲ့မန်ပါရှိတယ်ညီလေးတိရောက်သူကနှစ်နှစ်စတိုက်ပါဒီမှာလည်းတိ36မှာလည်းသူပေါက်ခဲ့တာပေါ့အမှတ်မှရရပဲပေါ့နော်သူ့ပဲသူ့ကိုသူကတော့ဒီနှစ်နှစ်စတိုက်ကိုကျွန်တော်မန်ပါထဲမှာကားနှစ်စီစတိုက်ပေါက်တာအဲ့ဆိုရင် အဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာတစ်ထိတ်နဲ့ဗဒိတ်ငါကနန်းနောက်နှစ်ကိုထွက်သွားပြီဗဒိတ်သုံးလို့လည်းသူရိုက်သွားပြီဒီနှစ်ထဲကပြန်ကြကနန်းတကွဲရဲ့အပေါ်ကဒီကနန်းပြန်ကြအဲ့ဒီအပေါ်ကဒီတုံကုန်းကနောက်နှစ်ထွက်လို့မဟုတ်ဒီတုံကုန်းကဒီမှာပြန်ကြအဲ့ဒီအပေါ်က690နောက်နှစ်ထွက်လို့မဟုတ်ဒီနှစ်ထဲက662ပြန်ကြ အဲ့ဒီဘောက636နောက်နေ့ထွက်ကျွန်တော်ကဒီနေရာမှာနည်းနည်းကြိုက်တယ်ဒီကောင်းကိုဘူးကြိုက်တယ်ဗောနော်ဟိုနှစ်ကွက်ကတော့ရံပေါ့ဗျအာရံပေါ့နော်ကိုကြိုက်ရင်လည်းတင်ထိုးပေါ့ကျွန်တော်ကတော့ဒီကောင်းကိုကြိုက်တယ်ခွား6 6ခါကိုဘူးကြိုက်တယ်ဗောနော်အဲ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 ့ဒါမျိုးပေါ့ဘာဖြစ်လို့လဲဆိုကျွန်တော်ခဏနေတုံးကတ်လိုင်းနဲ့ပြမယ်အဲ့ဒီမှာဒီကနားကိုကြိုက်တာကဒီနှစ်ကတ်ထဲမှာ तू ခွဲဆော်သွားမှကြောက်လို့ပေါ့ဗျာ ခွဲဆော်သွားမှကြလို့ဆိုတာကအဲ့ဒီနေ့ထဲကဒီ395တစ်ကပြန်ကြတယ်ပြန်ကြပြီးရတယ်665ဒဲလိုက်ထွက်ပြီးတော့သူ့အောက်မှာချုပ်ထားတာအဲ့ဒီအပေါ်ကကနန်းကနောက်နှစ်ပြန်ထွက်တော့၈နောက်ပိတ်၈နောက်ပိတ်၈ပါဝါအဲ့ဒီလို၈နောက်ပိတ်လို့ခံပြီးရတယ်၈ပါဝါ၃နှလုံးနဲ့သူ့အောက်မှာပါဝါဘူးကြတာပါဝါတပိုင်းကြတာအဲ့ဒီအောက်မှာများသူကလိုက်ချင်သလားအဲ့ဒီပြန်ကြကနန်းရဲ့639 848ကနန်း ဲ့လိုနှစ်ကက်နဲ့သူခွဲဆော်သွားမှကျွန်တော်စိုးလို့အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာအဲ့ဒီနေထဲကဒီကနန်းကပြန်ကြခဲ့တော့665နဲ့သူကဒဲနဲ့ချုပ်သွားတာချုပ်ပြီးတာနဲ့သူ့အပေါ်ကသူ့အပေါ်က636ကဒီနေရာကြတဲ့အချိန်မှရှစ်ဒီမှာကြတော့ခွန်ကနန်းကြီးကိုပဲခွန်နောက်ပဲခွန်ပါဝါနှစ်ရှိဘူးနဲ့ပါဝါထွန်ရဲ့အောက်မှာမြတ်အဲ့ဒီကနန်းပြန်ကြခြင်းသလားဟိုမှာတော့633 638ကိုဒဲအဲ့ဒီအောက်မှာခြားတယ်လို့ဒီမှာ636ကို ဒဲချမလားဒါမှမဟုတ်ကျွန်တော်ကခွား6 6ခွားအ ਨੇ ဆုံးမလို့ရင်သူကတလုံးလုတ်သွားတတ်တဲ့အတွက်ဗရိတ်နှစ်ကိုကြိုက်တာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီကနန်းလေးကိုကျွန်တော်ကဒီဘက်ကိုတင်ပေးလိုက်ပါတယ်နောက်တစ်ခုကကျွန်တော်မှန်ပါတယ်ကကျွန်တော်မှန်ပါတယ်ခင်တဲ့လူပြောလိုက်တဲ့အတွက်ဒီ site လေးရှိသေးရှိလို့လားဆိုတော့ရှိတယ်ပြပြပေးစမ်းပါဆိုကျွန်တော်ပြပေးလိုက်တာပေါ့နော်ဒါသူ့ကိုကျွန်တော်နောက်ထပ်ထိုးပြင်တဲ့ကျွန်တော်နောက်မှ member messenger group ထဲမှာတင်ပေးမယ်ဆိုပြီးတော့ဒါက636 6ကြိုက်တယ်ဆိုရင်ဒါကထိုးလို့ရတယ်ပေါ့နော် ကျွန်တော်ကရှင်းလုံးမောင်းနေရှင်းလုံးမောင်းနေနဲ့မညီလို့ပေါ့နော်ပရိတ်နဲ့ကိုကြိုက်တဲ့ပရိတ်နဲ့မညီတဲ့အတွက်ကြောင့်ဒီကောက်ကိုမဘာကတ်ထမမထည့်မိလိုက်တာပေါ့နော်မထည့်မိလိုက်တာဒီကလန်နာကကိုကနေ့စဉ်ကြည့်နေတဲ့အတွက်ဟိုဟာဖြစ်လို့ထပ်ပြီးတော့နည်းနည်းတန်တရားဝင်လို့တင်ပေးလိုက်ခြင်းဖြစ်တယ်ဒါကအကြိုက်ဆုံးကြီးလားဆိုတော့မဟုတ်ဘူးပုံမှန်လေးပဲထိုးဖို့ပဲတင်ပေးတာဖြစ်ပါတယ်နော်ကြိုက်တဲ့လူကတော့အော်လို့ရပါတယ်ကြိုက်တဲ့လူကတော့အော်လို့ရတယ် 예, 어버너, 어, 예. 차도냐, 차도. 야, 뭐, 에라고. 哪里玩了？他搞了几道碰了爸爸呢？几道碰了爸爸？ ုံညာလေးတက်ကိုစာလုံးမွေးခြင်းနဲ့လို့မွေးလို့ရရနော်ကျွန်တော်ကြိုက်တာကဒီဘွဲကိုရှင်းနှလုံးပေါင်းသုံးသုံးတန်ကြိုက်တာပေါ့နော်နှလုံးပေါင်းသုံးတန်အကြိုက်ဆုံးကတော့ရှင်းနှလုံးပေါင်းသုံးပဲပေါ့နော်ရှင်းနှလုံးပေါင်းသုံးကြိုက်တာအဲ့ဒါဆိုရင်20နဲ့တစ်ချိန်မှာ6ထိပ် တနည်းနဲ့နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခြောက်နှစ်မြောက်မှာသူကငါးနှစ်ချာခြောက်နှစ်မြောက်မှာကိုထိတ်တနည်းနဲ့နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခြောက်နှစ်မြောက်မှာကိုထိတ်ကိုထိတ်သုံးချက်ကစားခဲ့တဲ့နှစ်ပေါ့နော်ကိုထိတ်သုံးချက်သုံးချက်ကစားခဲ့တဲ့နှစ်မှာသူ့ရဲ့နောက်ရှိသူ့ရဲ့ရှေ့ရရှေ့တွဲကိုနောက်နှစ်နှစ်ဦးမှာဒီမှာရှစ်တုံညာကိုရှစ်ပါဝါသုံးထိတ်တုံညာပါဝါငါးထိတ်နဲ့ကိုရှေ့ပေါင်းလိုက်တာ ရှေ့ပေါင်းရိုက်ခဲ့တယ်เนาะအဲဆိုရင်ကျွန်တော်တို့ကဒီမှာကလည်းမကိုကိုသူ့ရဲ့နောက်ကနှစ်နှစ်အပူနှစ်နှစ်ပါပါခွန်ခွန်ဆိုပြီးသူ့ရဲ့နေထဲမှာရှေ့ပေါင်းရိုက်ခဲ့တာသူ့ရဲ့နောက်နေနှစ်ဦးမှာအဲဆိုရင်ကျွန်တော်ဒီကိုထိတ်ရဲ့နောက်ပါပဲနှစ်နှစ်ပါပါခွန်ခွန်သူ့ပါပါတွေကြီးပဲသူကစားခဲ့တာเนาะနောက်နေနှစ်ဦးမှာသူကစားခဲ့တာကစားခဲ့ပြီးရတယ်သူ့ရဲ့နောက်မှာလည်း ဒီခါကျတော့ပါပါမဟုတ်တော့နောက်နှစ်ထဲမှာရှေးပေါင်း30ဆိုပြီး तू ကရန်ကစားတာပါပါပဲเนาะဒီမှာကျတော့လေ तू နောက်နှစ်နှစ်နှစ်ဆက်တိုက်တော့ तू ပါပါပဲကစားတာအဲ့တော့သူ့နောက်ကလည်းရှေးပေါင်း2ကိုလည်း तू ကထပ်ပြီးနောက်နှစ်နှစ်ဦးမှာပြန်ပြီးရှေးပေါင်း2လောက်တာအဲ့ဆိုကျွန်တော်ဒီနေရာမှာရှေးပေါင်းကြတဲ့ဟာကနောက်နှစ်နှစ်ဦးမှာရှေးပေါင်းလို့ဆော့ရမယ်ပေါ့เนาะနောက်နှစ်လို့ရှေးပေါင်းဆော့ရမယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ကဒီလိုရိုက်ပြီဆိုတာနဲ့အဲ့ဒီနှစ်ထဲမှာ ဒီလိုမျိုးထိတ်စည်းတူ ထိတ်စည်းနှလုံးတက်လို့ကြားလိုက်တာ ਨੇ အဲ့ဒီငထဲမှာ6ခါခွာ6ဆိုပြီးလိုက်ထွက်တယ်ထွက်တဲ့ချိန်မှာဒီထိတ်စည်းတူထိတ်စည်းနှလုံးတက်ကစားတဲ့နောက်မှာပဲကစားတာကစားတဲ့ချိန်မှာ ထိတ်စည်းတူထိတ်စည်းတက်ဆိုတော့တက်ပါวะ6ခါနဲ့ခွာ6ဆိုတဲ့ကစားတဲ့ကစားကွက်ပုံစံနဲ့နော်အဲ့ဆိုရင်ကျွန်တော်ကဒီမှာလဲပထမကတည်းကခုန်ခုန်ပူးတဲ့မှာလဲကိုကိုနောက်ကိုထည့်ရဲ့နောက်က ကနနှလုံးပါဝါနှစ်ဦးမှရိုက်ခဲ့တဲ့နှစ်ထဲမှာလည်းဒီမှာ6ခါနဲ့ပြိနှစ်လို့ထွက်တယ်။ထွက်တဲ့အချိန်မှာလည်းသူကသူ့ရှေ့မှာထက်စီးတူထက်စီးတက်လို့ကစားတယ်။နောက်မှထွက်တာဒီနှလုံးတက်ကြောင့်ဒီခွာပေါင်းတက်ပါဝါ6နဲ့6ခါကစားရတယ်ပေါ့။အဲဆိုရင်ကျွန်တော်တို့ကဒီမှာလည်းနောက်နှစ်နှစ်ဦးမှဒီလိုဖြစ်တဲ့အချိန်ဆိုရင်နှလုံးတက်ရပေးဆိုဒီမှာမဖြစ်ဘူးဒီမှာခွန်ဒီမှာနှစ်ဒီမှာ၄ဒီမှာ၃ဒီမှာ၄ဒီမှာတက်ဖြစ်ထားတယ် အဲ့ဒီပြည့်ရဲ့ဘေးမှာများ6ခါခွာ6ကစားမလား6ခါနဲ့ခွာ6ကစားမလားအဲ့ဆိုရင်6ခါခွာပေါင်း6ဆက်ပေါ်လိုက်ရှိတယ်။ချက်ကခွာပေါင်း6 ဲကြောင့်ကျွန်တော်660ကဏန်းလေးကဒီနှစ်ကျွန်တော်ချောင်းနေတဲ့ကဏန်းလေးကျသွားနိုင်ကျသွားမလားဆိုတဲ့စိုးရိမ်မှုလေးကြောင့်အော်ဖို့ကတော့မကြိုက်ပါဘူးเนาะ number share over ပဲအဓိကပါအဲကြောင့်မလို့ကျွန်တော်660 3566ခွာချောင်းနဲ့6ခါထိုးခြင်းနဲ့လူကတော့ထိုးပေါ့ဗျာเนาะဒီအာဘောเนาะဒီကောင်နှစ်ခွက်နဲ့ 395အယံ395အယံ690အယံပေါ့နော်ဒါဒီနှစ်ကွက်ယံပေါ့ဒါကကျွန်တော်ရဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်ပါနော်ကျွန်တော်ရဲ့ဝါသွားရဲ့နော်ကျွန်တော်ရဲ့ဖုန်းနံပါတ်ပါနော်မမဝင်နေတဲ့လူကတော့ထိုင်းရဆိုရင်အခုချိန်ဆိုရင် နှစ်ကုန်ဒီကိုဘတ်ထောက်နေရပါတော့မြန်မာပြည်ဆိုတော့တိန်း2000ပါချဲတစ်ပတ်စာကိုထိုင်းရဆိုရင်ဘတ်တရချဲ3ပတ်စာဆိုဘတ်နှစ်ရပါတော့မြန်မာပြည်ဆိုရင်တော့ချဲတစ်ပတ်စာ1000ချဲ3ပတ်စာကို2000ဝဲပါတော့အပတ်စဉ် MPD ဖုံးပေးနေတပတ်စာ1000နဲ့သုံးဦးလက်ခံပေးပါတယ်နော်ဒီမှာ6ခါခွာ6မမမုံနိုင်တဲ့သူကတော့ဒါထိုးပါနော်အားလုံးမင်္ဂလာပါဗျဒီလောက်ပါပဲနော်